်အန်ကယ်တို့ဒီရှမ်းနိုင်ငံရေးပါတီတွေနဲ့ကြမ်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတုံးရကြပြစ်ဆောင်ခဲ့ပါတယ်အဓိကအန်ကယ်တို့ဘာကြောင့်ဒီလိုမျိုးတွေ့ဆုံခဲ့ရတာလဲမသိကျွန်တော်တို့ကဟိုပြည်သူလူထုကရှမ်းပြည်သူလူထုကြောင့်လို့အဓိကပြောမှာပေါ့နော်ရှမ်းပြည်သူလူထုတွေဟာရှမ်းပြည်နယ်ထဲမှာနှစ်ပါတီဖြစ်တာကိုလည်းသူတို့သဘောမကျဘူး။နောက်ပြီးတော့လက်နက်ကင်တောင်နှဲ့မြောက်ကွဲနေတာလည်းမကျဘူး။အဲတော့ပြည်သူယဟန်ပြည်သူအားလုံးကတောင်းဆိုတယ် နိုင်ငံရေးပါတီတခုတည်းအင်အားတောင့်တင်းတဲ့နိုင်ငံရေးပါတီတခုတည်းဖြစ်အောင်ပူးပေါင်းပေးကြဖို့ရယ်တိုင်းဒါလက်နက်ကင်ကျွန်တော် SSC နှစ်ပါတီတောင်းတဲ့မြောက်ကိုလည်းတပါတီတွေဖြစ်အောင်အင်အားတောင့်တင်းအောင်ပူးပေါင်းပေးဖို့ဆိုတဲ့အစီအစဉ်ကြောင့်ဒါပြည်သူရဲ့ဆန္ဒကိုကျွန်တော်တို့ကလေးစားရမှာပေါ့နော်ရှမ်းကျွန်တော်တို့ရှမ်းပြည်မှာရှိတဲ့အားလုံးပါပြည်သူအားလုံးကိုလေးစားတဲ့အနေနဲ့ကျွန်တော်တို့ကဒီအစီအစဉ်ကိုဖြစ်မြောက်အောင် ဟိုပါဗောလေစီစဉ်ဟိုဆောင်ရွက်ခြင်းဖြစ်ပါတယ်ရှမ်းလူတူကဒီရှမ်းပါတီနှစ်ခုပေါင်းစည်းရေးနဲ့ဒီရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရေးကိုလိုလားတယ်ဆိုတော့အင်္ဂလိပ်ဆွေးနွေးပွဲကရောအဲ့လိုမျိုးပေါင်းစည်းဖို့အတွက်ရလက်ထွက်ပေါ်ခဲ့ပါလားကျွန်တော်တို့နှစ်ရက်ခွဲတိတိဗောနော်အသေးစိတ်လဲဆွေးနွေးတယ်တကယ်မူဝါဒတွေကိုလည်းအဲဗော policy တွေကိုလည်းဟိုပါပေါ့ဆွေးနွေးတယ်ပေါ့နော်နှစ်ပါတီပေါင်းစည်းဖို့ကအားလုံးမှာဆန္ဒရှိတယ်။နောက်ဖွဲ့လဲဖွဲ့ပြီးစားပြီးပြီ နော်ဒီဖူးပေါင်းရေးကော်မတီနဲ့ပတ်သက်ပြီးတော့ကြားကောင်းလို့ခေါ်တဲ့ SNLD ပါတီက9ယောက်ဦးရောကြားဖြူလို့ခေါ်တဲ့ SNDP ကနေ9ယောက် ကိုစလဲ9ဦး9ဦးစီရွေးချယ်ပြီးတော့ပေါ့နော်ပါတီကနေဦးရောတစ်ကြိမ်တွေ့ခဲ့ပြီးပါပြီဒီရှမ်းပါတီနှစ်ခုပေါင်းစည်းဖို့အတွက်ပေါ့နော်အဓိကအဟန့်တားဖြစ်နေတဲ့အချက်တွေကဘာတွေပါလဲမခင်ဗျာနံပါတ်1ကတော့ policy ပေါ့နော်နိုင်ငံရေးမူဝါဒမတူတာပေါ့နော်မတူဘူးဆိုတဲ့နေရာမှာဟိုတကက်ဆိုးဆိုးဝါးဝါးမတူတာတော့မဟုတ်ပါဘူးအဲတကက်ရီမှန်းချက် ကြတော့အားလုံးတူညီတယ်မတူတာကမိမိပါတီတွေရဲ့ကျွန်တော်တို့နှစ်ပါတီရဲ့ဟိုပါပေါ့နော်သွားတဲ့လမ်းကြောင်းမတူတာဥပမာကျွန်တော်ကြားဖြူကတော့လက်ရှိဒီခစ်ဆက်ဆက်မှာရှိခဲ့တယ်ပေါ့နှစ်ပေါင်း60လောက်ရပ်တည်ခဲ့တဲ့14 unit ပေါ့နော်တိုင်းနဲ့ပြည်နယ်14 unit ကိုဥရောကလက်ရှိအနေအထားတိုင်းကိုဥရောလက်ခံတယ်ဥရောက theory နဲ့လက်တွေ့ပေါင်းစပ်တယ်ပေါ့လက်တွေ့နဲ့ theory ကိုပေါင်းစပ်ပြီးတော့ဥရောရဲ့မူဝါဒကိုဟိုပါပေါ့နော်ဒီရေးဆွဲတယ်ဒါကနောက်ပြီးတော့ဒီကြားကောင်းပါတီနေတဲ့သူတို့ရှစ်ပြည်နယ်မူပေါ့နော် ပင်လုံမာတုံးကတော့စပြီးတော့အခြေချခဲ့တယ်ရှစ်ပြည်နယ်ကိုသူကလုံးဝလက်ဆုပ်ကိုင်ထားတယ်အဲ့ဒီမှာရှစ်ယူနစ်နဲ့၁၄ယူနစ်ဆိုရဲအမြင့်မတူဘူးပေါ့နော်အဲ့ဒီဟာနံပါတ်၁ကကွာခြားချက်ဖြစ်တယ်နံပါတ်၂ကတော့၂၀၀၈အခြေခံဥပဒေနဲ့ပတ်သက်တာဖြစ်ပါတယ်၂၀၀၈အခြေခံဥပဒေကိုဥရောအဲဟိုပါပေါ့အကြဖြူပါတီအနေနဲ့ကတော့သူကတော့၂၀၀၈အခြေခံဥပဒေကိုကြိုက်တာမဟုတ်ဘူးဒါပေမဲ့တနင်္ဂနွေလုံးမှာရှိတဲ့ရှားအမျိုးသားကြီးအတွက် platform တနေရာပျောက်သွားမယ် ရှာအမျိုးသားရဲ့ platform နေရာပျောက်မှာဆိုလို့ဥရောကဘာပဲဖြစ်ဖြစ်2010မှာအမျိုးသားအလုံးကိုကိုစားပြုတယ်ဥရောရဲ့အရင်ပါတီဖြစ်တဲ့ဥရောကလည်းအရင်တော့တော့ဟိုကြားကောင်းပါတီပေါ့နော်ပထမဆုံး1990မှာဆုံးသွားဆိုရယ်အဲ့တော့ကြားကောင်းပါတီနေတဲ့ကလူကြီးတွေကအလုံးကအထက်မှာရောက်နေတယ်ထောက်မှာရောက်နေတယ်နှစ်ပေါင်း၁၀ကြီးရာချီရောက်နေတယ်အဲ့တော့ကြားကောင်းပါတီနေတဲ့ပြန် ပြီးတော့ရှင်ပြိုင်မှုမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဥရောကရှာအမျိုးသားအလုံးရဲ့ကိုစားပါတီတစ်ကိုကြားဖြူပါတီကိုစတင်ပြီးတော့ အင်မတန်ခက်ခက်ခဲခဲနဲ့ဟိုတီထောင်ခဲ့တယ်ပေါ့အဲ့တော့အဓိကကွဲလွဲနေတဲ့မူဟာရဒီ14ပြည်နယ်နဲ့10ပြည်နယ်အဲ့ဒါရဲ2008အခြေခံဥပဒေဒီဟုတ်တယ်ကြားကောင်းပါတီနဲ့တော့သူ2008အခြေခံဥပဒေကိုလုံးဝလက်မခံနိုင်ဘူးအခြေခံဥပဒေတစ်ကိုပြန်ပြီးတော့ရေးဆွဲရမယ်ဥရောကတော့လက်ရှိအခြေခံဥပဒေဟာမြန်မာနိုင်ငံမှာအခြေခံဥပဒေလက်ရှိအခြေခံဥပဒေမရှိဘူး59လောက်ရှိခဲ့တယ်ပေါ့နော်အခုနောက်ပိုင်းမှာအခြေခံဥပဒေမရှိဘူးလေမရှိခဲ့တော့ဥရောကရှိတဲ့အခြေခံဥပဒေကိုဥရော ဒီဘောမှာဥရောပါဝင်မယ်ပြီးရင်အခြေခံဥတွေကိုပြုပြင်သွားမယ်မူဝါဒနှစ်ခု꿰လွဲတာအဲ့မှာနှစ်ချက်ပေါ့နော်အဲ့ဒါကြောင့်ပါပဲအဓိက꿰လွဲတာအင်္ဂါဒီရှမ်းပြည်သူလူထုကလည်းဒီရှမ်းပါတီနှစ်ခုပေါင်းစည်းရေးအတွက်စိတ်အားထက်သန်နေကြပါတယ်အင်္ဂါတို့ဒီပါတီခေါင်းဆောင်နေနေရအောင်ဒီ2015မတိုင်ခင်ကိုရှမ်းပါတီနှစ်ခုပြန်လဲပေါင်းစည်းဖို့ဆိုတာဖြစ်နိုင်ဖို့အလားအလာရှိပါသလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဥရောနှစ်ပါတီရော လက်နက်ကင်အဖွဲ့ကအကြည့်လေဆွေးနွေးပါလေနှစ်ရက်ခွဲတည်တည်ပေါ့နော်သုံးရက်တည်တည်ဆွေးနွေးတဲ့ခါမှာနောက်ဆုံးမှရလက်ကတော့အများရဲ့သဘောဆန္ဒအရရလက်ထွက်လာတယ်ပေါ့နော်အဲ့ဒါမထွက်ခင်မှာတော့ဥလိုတော်တော်လေးအကြည့်လေဆွေးနွေးတယ်ခုနနပါတီပေါ့မယ်ဆိုရင်နပါတီသလုံးဖြတ်သိမ်းရမယ်ဖြတ်သိမ်းပြီးတော့ပါတီတည်ထောင်ရမယ်တည်ထောင်တဲ့ခါမှာနှစ်ဖက်ပါတီကဥကောင်းဆောင်နေဟိုပါဘယ်လိုပူပေါင်းပါဝင်ဆောင်ရမလဲအဲ့ဒါတွေညှိနှိုင်းရမယ်ညှိနှိုင်းညှိနှိုင်းရင်းနဲ့အချိန်ကြီးအများကြီးကြာသွားတယ်2005အရှိမရောက်နေပြီ အဲ့တော့2015ကြားထဲမှာပါတီကလည်းအစ်စ်ဖွဲ့ရမယ်ပါတီဖွဲ့ပြီးရင်ချက်ချင်းပါတီကမကြဘူးအ ਨੇ ဆုံးအချိန်3လကြာမယ်3လလောက်အချိန်ပြတ်သွားတယ်အဲ့တော့အဲ့ဒီကိစ္စတွေဟိုချားဖြူပါတီကနဲ့ဦးလိုချားဖြူပါတီရဲ့ကိုစားတင်ပြတဲ့အခါမှာအားလုံးကနောက်ဆုံးမှာဒါဆိုရင်2015အတွင်းမှာတော့မိမိတို့အဖွဲ့အစည်းကလည်းနှစ်ဖွဲ့ရပ်တည်နေမယ်ဒီတိုင်းပဲပါတီကလည်းနှစ်ပါတီနေရပ်တည်မယ်ဒါပေမဲ့ပြည်သူရဲ့အားလုံးအမျိုးသားရေးအတွက်ပြည်နယ်အတွက်နိုင်ငံအတွက်နော်ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်ကိုဦးလိုက ဟိုပြန်ပြီးတော့ဟိုချင့်ချိန်လိုက်တဲ့အခါမှာလက်ရှိ လက်နက်ကင်တစ်ဖွဲ့စုံကလည်းဒီတိုင်းပဲယက်တည်မယ်။နောက်ပြီးတော့နပါတီကလည်းလက်ရှိအနေထားမှာဒီတိုင်းပဲယက်တည်မယ်။ဒါပေမဲ့အားလုံးအရေးအတွက်နိုင်ငံရဲ့အတွေ့အမျိုးသားရဲ့အရေးရှမ်းပြည်နယ်ရေးမှကြာရင်အားလုံးကတညီတညွတ်တည်းလက်တွဲပြီးတော့ဆောင်ရွက်သွားမယ်။နောက်ဆုံးမှဒီ result ထွက်လာတာပေါ့လေ။ဒီရှမ်းတက်မတော်နှစ်ခုပေါင်းစည်းရေးနဲ့ပတ်သက်ပြီးတော့ဘာဒီမြန်သဘောတူညီခဲ့ကြပါသလဲ။ရှမ်းတက်မတော်ကအမှန်တစ်ခုထဲပါဗျ။ SSC တစ်ခုထဲပါပဲ။ ဒါပေမဲ့ဒေသအရာတောင်ပိုင်းနဲ့မြောက်ပိုင်းကွဲတဲ့အခါမှာတစ်ခုနဲ့တစ်ခုကဟိုနယ်မြေချင်းအရာတောင်ပိုင်းနဲ့မြောက်ပိုင်းသွားဖြစ်တယ်ပေါ့နော်မြောက်ပိုင်းအနေထားနဲ့တောင်ပိုင်းအနေထားမှာချားထဲမှာ gap တွေနည်းနည်းရှိတယ်အဲ့တော့အားလုံးပူပေါင်းလိုက်မယ်ဆိုရင်နယ်မြေတစ်ခုလုံးကိုတောင်ပိုင်းနဲ့မြောက်ထိုင်းပြီးတောက်လျှောက်ယူသွားမှာဖြစ်တယ်အဲ့ဒီအနေထားလို့ဖို့ကရုတ်တရက်နည်းနည်းလေးအခက်ခဲနည်းနည်းရှိတယ်ဒါကြောင့်မလို့ပူပေါင်းလိုက်ရင်နယ်မြေအလုံးပါသွားမလဲ။ရှမ်းပြည်ရဲ့မြောက်ပိုင်းကနေမြောက်ပိုင်းပါမယ်၊အရှေ့ပိုင်းပါမယ်၊တောင်ပိုင်းပါမယ်။အကုန်လုံးပါသွားမယ်။ အဲ့ဒီနေထားလုပ်ဖို့ကလက်ရှိငင်းချမ်းရင်းကာလမှာတတ်မတော်ကလည်းလက်ခံနိုင်မှာမဟုတ်ဘူးနိုင်ငံတော်သမ္မတကြီးနဲ့အစိုးရကလည်းလက်ခံနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်ကလက်ရှိနယ်မြေမှာလက်ရှိတိုင်းမှာဟောပေါ်ရပ်တည်သွားမယ်တကယ်လို့တောင်နဲ့မြောက်တစ်ခုတည်းပေါင်းမယ်ဆိုရင်ရှမ်းရမြောက်အရှိတောင်အလုံးကပေါင်းဆက်လိုက်ရင်ရုတ်တရက်ငင်းချမ်းရင်းကာလမှာဖြစ်ဖို့မသင့်ဘူးလို့အဲ့လိုသုံးသပ်တဲ့အတွက်တောင်နဲ့မြောက်ကလည်းငကိုရီးယားတတ်တစ်ခုတည်းဖြစ်တယ် SSA တစ်ခုပါပဲတောင်နဲ့မြောက်ဆိုတဲ့ဒေသပဲကွဲသွားတာပါဟိုအလုံးတစ်ခုတည်းပါပဲ